ဖိုးဖမများအောင်မင်္ဂလာပါ clock ကနာနေပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ဒီတစ်ပတ်တော့ချမန်လေးပွဲစဉ်ငါးတွေဖြစ်ကျွန်တော်တို့ PSG တင်းနဲ့ကျွန်တော်တော်တာဟော့စပါတို့ရှင်ပြိုင်ကြမယ်ကျွန်တော်ပွဲလေးတစ်ပွဲရှိပါတယ်ဒီပွဲမှာတော့ကျွန်တော်တော်တော်လေးမှစိတ်ဝင်စားဖို့ကောင်းတာဒီနေ့တင်းကတော့ကျွန်တော်တို့ဥရောပချမ်ပီယံနေဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့အဲ PSG တင်းဆိုရင်တော့ကျွန်တော်တို့ချမ်ပီယံလိဂ် အဲဒါချန်ပီယံဖြစ်ပြီးတော့တစ်ဖက်ကကျွန်တော်တော်တန်ဟော့စ်ဝါဆိုရင်တော့ကျွန်တော်တို့ယူရိုပါလိချန်ပီယံဖြစ်တဲ့အတွက်ကြောင့်ချန်ပီယံလင်းနှစ်ပြင်းထိုက်တိုက်တွေ့ဆုံမှုကတော်တော်လေးကြီးလို့ကောင်းမယ်လို့တော့မြင်တယ်။အဲဒါဆိုဗီဒီယိုလေးမစတင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ကြတဲ့ညီကိုတွေနဲ့ like and subscribe လုပ်ပေးသွားလို့ရပါတယ်။ Okay အဲဆိုဗီဒီယိုလေးစလိုက်ကြအောင်။ရင်းနှီးဦးနေတဲ့ဒီနှစ်ပြင်းဒီနှစ်ပြင်းကတော့ကျွန်တော်တို့တော်တော်လေးမှကျွန်တော်တို့အဲ ကြည့်လို့ကောင်းမဲ့အသင်းနှစ်သင်းဖြစ်တယ်အထူးသဖြင့်ကျွန်တော်တို့အဲဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်တော်တာဟော့စ်ဘာအနေနဲ့တော်တော်လေးမှကျွန်တော်တို့ခြေစွမ်းတွေမတီမငြိမ်ဖြစ်ပြီးတော့သူ့အနေနဲ့ကျွန်တော်တို့အဲပြည့်ပြည့်လေးပွဲစဉ်ဆက်နေမှာလဲရှုံးနေထားတာတွေ့တဲ့အတွက်ကြောင့်ဒီခါတော့ရဦးရင်ဆိုင်ရမယ့်အဝေးဝန်းအသင်းကတော့ PSG အသင်းဖြစ်နေတဲ့အတွက်ကြောင့်တော်တာဟော့စ်ဘာတော့ကတော့မလွယ်ကူမလွယ်ကူလို့ပြောလို့ရတယ်မနေ့ကတော့ကျွန်တော်တို့အဲယူရိုပါလိချန်ပီယံတစ်ဖက်ကလည်းကျွန်တော်တို့ချန်ပီယံလိချန်ပီယံနှစ်သင်းရဲ့ကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုကတော့တော်တော်လေးဦးမှာကျွန်တော်တို့အဲ ကစားသမားအင်အားမှာရောပြီးလို့ဆိုရင်ကျွန်တော်တို့ပဖုံးဖို့ပြနေတဲ့ကစားသမားတွေမှာလည်းတော်တော်လေးမှ quite hard နေတဲ့ပုံစံမျိုးလေးရှိတယ်။အဝေးကမှလည်းတွားရောက်ရှင်မြန်မဲ့အတွက်ကြောင့်တော်တော်ဟော့စပါတ်ကမလွယ်ဘူးပေါ့။အထူးသဖြင့်ကျွန်တော်တို့ဒီညရှင်မြန်ကစားတရားမယ်ကျွန်တော်တို့ PSG တင်းနဲ့ Tottenham Hotspur တို့ရဲ့ကျွန်တော်တို့နှစ်သင်းထိပ်တိုက်တွေ့ဆုံမှုကတော့ PSG တင်းကပို့ပြီးတော့အလေးတာနေတယ်လို့ကျွန်တော်မြင်။ဘာတို့ကြောင့်လဲဆိုရင် PSG မှာကျွန်တော်တို့ကစားသမားကောင်းတွေများပြားစွာရှိနေတယ်သူတို့ရဲ့တိုက်စစ်ကလည်းတော်တော်လေးမှတွင်းကိုတွေကို တွင်းနိုင်တဲ့ကစားသမားတွေဖြစ်တဲ့အကြောင်းတော်တာဟော့စ်ဝါရဲ့နောက်တန်းတော့ကတော့စိတ်ပူစရာလို့တော့ကျွန်တော်ကမြင်တယ်။ဟုတ်ကဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီနေ့သင်းရဲ့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ခုကိုကြည့်လိုက်တာ။ရုံးဆုံးအနေနဲ့ကျွန်တော်တို့အဲအော်အင်ဂွင်းအင်ရှင်ဖြစ်တဲ့ကျွန်တော် PSG PSG ကတော့ကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့၅ခုမှာဆိုရင်သူတို့အနေနဲ့၃ဘွဲ့ဝယ်နိုင်ထားပြီးတော့တစ်ဘွဲ့တီးတစ်ဘွဲ့ရှုံးနေထားတာတွေ့ရမယ်။ တစ်ဖက်ကကျွန်တော်တော်တန်ဟောဆိုတာတော်တန်ဟောဆိုတာတော့တပွဲပဲနိုင်ထားပြီးတော့ကျွန်တော်တို့တပွဲတည်ကြရကျွန်တော်သုံးပွဲတော့ရှုံးနေထားတာတွေ့ရမယ်နောက်ဆုံးရှင်းမြန်းတဲ့ပရီးမီယာလိဂ်ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တို့အာဆင်နယ်ကိုဂိုးပြတ်ရှုံးနေထားတဲ့အတွက်ကြောင့်တော်တန်ဟောဆိုတာကတော့ဒီတစ်ဖက်ချန်ပီယံလိဂ်ပွဲစဉ်ကတော့မလွယ်ကူပဲနဲ့တော်တော်လေးမှခက်ခဲတဲ့ပုံစံမျိုးလေးဖြတ်ကျော်ရအထူးသဖြင့်ကျွန်တော်တို့အဝေးကွန်းမှာတော့ရင်ဆိုင်မဲ့အဲ PSG ရဲ့အိမ်ကွန်းမှာပိုလို့တော့မလွယ်ကူဘူးလို့တော့ကျွန်တော်အမြင်နဲ့ ဘလုံးဖန်နေလဲတိမယ်လို့တော့မြင်တယ်ဒီနှစ်သိန်းရဲ့ဆုံတွဲမှုမှာတော့ဘယ်သူရဲ့အသိအပိုပြီးတော့အတားနေမယ်ဆိုဒါမှလည်းကျွန်တော်တို့တော်တော်ဆွားနေတဲ့တော့မထင်မှတ်ထားတဲ့အခိုက်အတန့်တွေကနေတော့တော့ပြန်လဲပြီးတော့အဲပြန်လုတ်ပြနိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဲ PG ရဲ့အိမ်ဝင်းမှာတော်တော်ဆွားနေတဲ့ဘာတွေပြန်လုတ်ပြနိုင်မယ်ဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။ Okay အဲဆိုရင်ကျွန်တော်ဒီနှစ်သိန်းထိတိုက်တွေ့ဆုံးဒီနှစ်သိန်းထိတိုက်တွေ့ဆုံးမှာတော့ကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်တော့တို့နှစ်သိန်းကတော့တစ်ချိန်ပဲအဲ နှစ်ကြိမ်တွေ့ထားတယ်ဗျာနှစ်ကြိမ်တွေ့ထားတာအောင်တော့ကျွန်တော်တို့တစ်ကြိမ်ကတည်ကြပြီးတော့တစ်ကြိမ်ကတော့ကျွန်တော်တို့ Total Hotspot တော့အနိုင်ရရှိထားတာကိုတွေ့ရမယ်နိုင်ရရှိထားတာလည်း2019တော့ရရှိထားတာအနိုင်ရရှိတာပြီးရောကျွန်တော် PHG ရဲ့အိမ်ကမှ24 base ဆိုပြီးတော့ Spa လည်းကျွန်တော်တို့အဲ့တစ်ကြိမ်တော့နိုင်ထားတာတွေ့ရတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေးမှုကလည်းအဲ့လိုပုံစံများဖြစ်သွားမလားလို့တော့ပြောလို့ရစဉ်းစားကြရမယ်ဒါမှမဟုတ်လည်းတော်တော်လေးဥမာခက်ခဲမယ်လို့တော့မြင်တယ်ဘာတော့ကြောင့်လဲတစ်ဖက်ကတွေးနေတဲ့တင်ရကျွန်တော် Champion League ရဲ့ Champion နဲ့ကျွန်တော် PSG အသင်းဖြစ်နေတဲ့အတွက်ကြောင့် PSG ကိုတော့တွားရှုပ်လို့မရဘူးလို့လို့မြင်တယ်။ PSG ကိုတော့တွားပြီးတော့အထင်သေးလိုက်မယ်ဆိုရင်တော့ Tottenham Hotspur အနေနဲ့ကျွန်တော်တို့ Arsenal နဲ့တက်စားလို့ဆိုရင်တော့ပို့ပြီးတော့အကြောင်းဆိုးသွားမယ်လို့လို့မြင်တယ်။ဒါပေမဲ့လည်းအဲနိပြအနေနဲ့အပြောင်းလဲတွေလှုပ်လာပြီးတော့ Blue ကျွန်တော်တို့အဲအများကြီးကိုတွင်းအောင်ပါဗျာအများကြီးကိုမပြတ်သွားပဲနဲ့ပုံစံမျိုးလေးတွေရှိမယ်ဆိုတော့တော့တစ်ချက်တော့စောင့်ကြပါမယ်။ Okay အဲဆိုရင်ကျွန်တော်တို့ Ancient ဖြစ်တဲ့ကျွန်တော်တို့ PSG တင်းရဲ့ကျွန်တော်ခမန်းလူစင်းလေးကိုတွားလိုက်မှာ PSG ကရှင်းပါတယ်သူတို့မှာကစားသမားကောင်းနေတော်တော်လေးဥမှာများပြနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူတို့အနေနဲ့လူစုံလို့တော့ပြန်လဲပြောလို့ရအထူးသဖြင့်ကျွန်တော်ဒမီလီတို့ဘာလို့လဲပြန်လဲဒံယာတတ်တာတွေတတ်တာလာတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပြန်လဲပါဝင်နိုင်မလားဆိုတာတော့ကျွန်တော်တစ်ချက်တော့ဆောင်းနေတကယ်လို့ဒမီလီတို့ကပါလာခဲ့မယ်ဆိုရင်တော့ Tottenham Hotspur ရဲ့နောက်တန်းတော့တော်တော်လေးဥမှာကျွန်တော်တို့ထိမ့်သိမ်းရခတ်မယ်လို့တော့မြင်တယ်ခဲအဲ့ဒါဆိုကျွန်တော်တို့ အခက်မလိုက်နဲ့လို့တွက်လိုက်ရအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ PhD မှာတော့သူတို့ရဲ့ကိုယ်တိုင်အတန်းရှိပဲလေးရပဲရှိမယ်ပြီးလို့ရှိရင်တော့နောက်တန်းလင်းရောက်မှာကြတော့နူနိုမန်ဒက်ပြီးလို့ရှိရင်ပါချူပြီးလို့ရှိရင်မာကွင်ဟိုနဲ့ဆိုင်ယံအမနီတို့ပဲဒီနေ့ပွဲမှာပွဲထက်လာပြီးတော့ကွင်းလယ်မှာဆိုရင်တော့မာဖင်ရူဘစ်တို့ပြီးလို့ရှိရင်ဘီတညာတို့ပြီးလို့ရှိရင်နောက်တစ်ယောက်ကတော့ကျွန်တော်တို့အဲနီးဘတ်တို့ဘာတို့နဲ့ပဲပွဲထက်လာမယ်လို့မြင်တယ်တိုက်စစ်မှာတော့သူတို့အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဘာကိုလာပြီးလို့ဆိုရင်ရာမိုးပြီးလို့ဆိုရင်ကမ္ဘာတို့ပဲပွဲထွက်လာပြီးတော့အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုရင်ကျွန်တော်တို့အဲဓမီလေးတို့ဘာတို့ပွဲဘာထွက်လာမယ်ဆိုလို့ဆိုရင်တော့စပါတိုက်စပါရဲ့ခံစစ်ကြောင်းနဲ့ကွင်းလေကြောင်းတော့တော်တော်လေးတို့မှာကျွန်တော်တို့ထိမ့်သိမ်းရခတ်မယ်လို့မြင်တယ်ဘာတော့ကြောင့်လဲဆိုရင် PSG ရဲ့ကျွန်တော်ကွင်းလင်နဲ့တိုက်စစ်ကတော်တော်လေးမှကောင်းမွန်တဲ့အကြောင်းအစုဖွဲ့တွေပိုင်ဆိုင်ထားလို့လူငယ်တွေလိုလိုမျိုးကြီးပဲပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်တော်တော်လေးမှကျွန်တော်တို့ကောင်းမွန်တဲ့ကစားသမားတွေရှိတယ်အထူးကျွန်တော် အဲလက်ဘက်ကစားသမားဖြစ်တဲ့ကြောင့်နူနိုမန်ဒတ်တို့ဆိုရင်တော်တော်လေးမှမျက်နှုံးမြင့်တဲ့ကစားသမားတွေပရဇင်ပေးတဲ့ပိုင်တွေပြီးလို့ချင်းဖြစ်တင်မောပေးတဲ့အဲအလုံးတွေတော်တော်လေးမှကောင်းမွန်တည်တက်လွန်းတဲ့အတွက်ကြောင့်တော်တန်ဟော့စမားအနေနဲ့အဲဒီလိုမျိုးအမြင်ဘောတွေကိုတည်တည်ချာချာရှင်းထုတ်နိုင်မယ်ရှင်းထုတ်နိုင်ဖို့လိုအပ်တယ်လို့မြင်တယ်အဲနူနိုမန်ဒတ်တို့ရဲ့ကျွန်တော်တို့ဖြစ်တင်ဘောတွေကတစ်ခါကကျွန်တော်တို့အဲဓမင်းလေးတို့ကပြန်လဲပေါဝင်လာမယ်ဆိုရင်တော့ဒီနေ့ပွဲကတော့ ဒေါက်တာဟော့စပါတ်ကပို့ပြီးတော့စိုးရင်စရာအခြေအနေမျိုးတွေရှိတယ်လို့ပြောလဲအထူးသဖြင့်ကျွန်တော်တို့အဲမန်နက်တိုရဲ့ကျွန်တော်တို့ဖြတ်တင်ဘောတွေရဲ့ဖြတ်တင်ဘောတွေနဲ့တစ်ဖက်ကကျွန်တော်တို့အဲဒမင်းလီတို့ကျွန်တော်မျက်နှုံးမြင့်နေပြီးလို့ဆိုရင်တိုးအားယွန်းအားတွေနဲ့ဆိုလို့ဆိုရင်တော့အဲဒေါက်တာဟော့စပါတ်ကတော့တော်တော်လေးမှစိုးရင်ရပါတယ်ကိုယ့်လက်ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ဖာဗင်ရူဘင်တို့ပြီးလို့ရင်ပီတညာတို့ပြီးလို့ဆိုရင်ကျွန်တော်နီဘတ်တို့ရဲ့ကျွန်တော်တို့အဲ pressing ပေးမှုတွေကလည်းတော်တော်လေးမှ common တယ်လို့တော့ကျွန်တော်မြင်ဘာတဲ့ကြောင့်လဲမနေ့ကရာသီမှာကျွန်တော်တို့ဘောက်ဘူးနဲ့စုံတွဲတဲ့ကျွန်တော်နှစ်ကြော်စလုံးမှာ PG ရဲ့ကွင်းလေကတော်တော်လေးမှကောင်းမွန်ပြီးတော့စိုးမိုးထားနိုင်ရတဲ့အတွက်ကြောင့်ဒီကစားသမားတွေကိုတိုက်တော့အထင်သေးလို့မရဘူးလို့တော့ကျွန်တော်မြင်တယ်။ Okay အဲ့ဒါဆိုကျွန်တော်တစ်ဖက်ကတော်တာဟောစားတော်တာဟောစားကတော့ကျွန်တော်တို့ရှစ်ပွဲကျွန်တော်တို့ Arsenal နဲ့ပွဲတော့ပွဲထွက်လူစင်းနိုင်ဒီနေ့ပွဲမှာတော့အဲတိတ်အပြောင်းလဲမရှိဘဲနဲ့ထွက်လာမယ်လို့တော့မြင်တယ်။ကိုသမားနေရာမှာတော့ Bakario ပဲပွဲထွက်လာပြီးတော့နောက်တန်းလေးရောက်မှာကျတော့ကျွန်တော်တို့ ပိုရိုတို့ရှိမယ်ပြီးလို့ဆိုရင်ရိုမဲတို့တို့နောက်တစ်ယောက်ကဘန်နဗန်နဲ့စပန်တို့ပဲပွက်ထလာမယ်လို့မြင်နေကွင်းလယ်မှာဆိုရင်တော့သူတို့ရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ပါလင်းညာတို့အဲနောက်တစ်ယောက်ကကျွန်တော်ဘန်နဂါရဲ့ပြီးလို့ဆိုရင် စားတို့ဘာတို့ပဲပွက်ထလာမယ်လို့မြင်တယ်ကျွန်တော်တိုက်စစ်မှာဆိုရင်တော့တို့ရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့အဲခုတက်ရဲ့ပြီးလို့ရှိရင် Richard Allison ရဲ့ Zabi Simon တို့ပွဲထက်လာမယ်လို့မြင်နေရှေ့ပွဲမှာတော့လည်း Zabi Simon ဝင်လာပြီးတော့တော်တော်လေးမှအဲဒုတိယပိုင်းမှာ Arsenal နဲ့ပွဲမှာတော်တော်လေးမှကျွန်တော်သူ့အနေနဲ့လုပ်ပြကင်ပြ ပုံစံမျိုးလေးရှိတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာဇာပီဆိုင်မိုထည့်ပြီးတော့တုံးတာပထမအပိုင်းတည်းကထည့်တုံးတာပို့ပြီးတော့အဲတော်တဟောစပါတက်အဆင်ပြေမယ်လို့တော့မြင်တယ်အဲ့လိုမှအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒုတိယပိုင်းမှာလုံးမယ်ဆိုရင်တော့အဲဒီဘက်က PSG ရဲ့ကျွန်တော်တို့ twin goal တွေကိုပြန်လဲမှီဖို့ဆိုတော့တော်တော်လေးမှခက်မယ်ခက်မယ်လို့တော့ထင်တယ်အဲကျွန်တော်တို့ပြောချင်တာတော့ဒီတော်တော်မှာစပါအစ်တဲ့ PSG ရဲ့တိုက်စစ်နဲ့ကွင်းလယ်ကိုတော့တော်တော်လေးမှထိချုပ်ကစားသွားမယ်လို့တော့မြင်တယ် ဒီနေ့သတင်းနဲ့ဆုံတွေ့မှုမှာတော့ကျွန်တော်တို့အဲ PSG ဘက်ကလည်းတော်တော်လေးမှအလေးသားနေတယ်ဒါပေမဲ့လည်း Tottenham Hotspur လည်းကျွန်တော်တို့သွားပြီးတော့အဲအထင်သေးလို့မရတဲ့အသင်းသင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဘာတွေဘလို့ဖြစ်လာမလဲဆိုတာတော့ညကိုဒီနေ့နဲ့တူစောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ဒီနေ့သတင်းရဲ့ဆုံတွေ့မှုမှာတော့ကျွန်တော်အနေနဲ့2-1လောက်နဲ့ပဲကျွန်တော်အမြင်ရဆိုရင်တော့အဲ PSG သင်းနိုင်ပွဲဆက်အောင်မယ်လို့တော့အမြင်နဲ့ဒီနေ့သင်းရဲ့ဆုံတွေ့မှုကလည်းတော်တော်လေးမှကြည့်လို့ကောင်းမဲ့ပွဲတော်ပွဲဖြစ်တဲ့အတွက်ကြောင့်ဘာတွေဘလို့ဆက်ဖြစ်သွားမှလဲဆိုတာညကိုဒီနေ့နဲ့တူ အဲည2နာရီခွဲမှာတာရောက်ကြည့်ရှုနိုင်ပါလေဆိုတဲ့တော့ဒီကနေရောကျွန်တော်ပြောခြင်းလေโอเคဒီကိုရနေရောဒီညရှင်းမယ်ကစားကြနဲ့ PH နဲ့ကျွန်တော်တို့ Tottenham Hotspur အသင်းကိုဘယ်လိုမြင်ကြလဲဘယ်အသင်းရနိုင်သွားမလဲဒါမှမဟုတ်ထင်မထားပဲနဲ့ပဲတေရလက်ဒေတာထပ်ပေါ်သွားမလားဆိုရင်တေရလက်ဒါထပ်ပေါ်သွားမယ်ဆိုရင်တော့အဲကျွန်တော်တို့ Tottenham Hotspur တော်တော်လေးမှကောင်းမွန်တဲ့ပုံစံလို့တော့မြင်တယ်ဒါမှမဟုတ်လည်းတစ်ခါကကျွန်တော်တို့တွစ်ဆုံနေတဲ့အသင်းက PH အသင်းဖြစ်တဲ့အတွက်ကြောင့် Tottenham Hotspur တော်တော်လေးမှမလွယ်ကူဘူးလို့တော့ကျွန်တော်မြင်တယ်ဒီကိုနေတဲ့ရောဘယ်လိုမြင်ကြလဲ မြန်ဆွေးနွေးအချက်ပေးတာလေးရပါတယ်။နောက်ကျေးဇူးပေးတဲ့ညီကိုတယောက်ချင်းတယောက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံလို့ကြတော့ဗျာ။